မြန်မာနိုင်ငံကဗေဒုပညာရှင်မှဖိတ်ကြားခြင်းမခံရတဲ့ Squid Game မိဆက်ပွဲကိုတက်ရောက်ခွင့်ရခဲ့တဲ့ပတ်ရောက်ချိန် Squid Game ဇလန်တွဲကကိုရီးယားဇလန်တွဲဖြစ်ခါမြန်မာနိုင်ငံမှလည်းအားပေးသူအတော်လေးကိုမှများပြားကြတာပါကဘာကျော်ရဲဇလန်တွဲတပေါ်ဖြစ်အောင်မြင်နေတာဖြစ်ပြီးစီစဉ်ဝင်းနဲ့စီစဉ်တို့ပြသထားပြီးဖြစ်ပါတယ်စီစဉ်တစ်ခုကလည်းဝက်ဝက်ကွဲကိုအောင်မြင်ခဲ့တာဖြစ်တဲ့တွေ့နောက်ထပ်စီစဉ်တစ်ခုပြသမှာကိုစောင့်ဆိုင်နေခဲ့ကြတာပါ စီစဉ်3ကိုမကြခင်ခုနှစ်လပိုင်းထဲမှာပြသတော့မယ်လို့ကြေညာထားတဲ့တွင်အားလုံးကကြည့်ဖို့စင်သိဖြစ်နေပါပြီ။ Square Game စီစဉ်3ကိုမပြသခင်မှာအကျိုးပြောင်းဝဲကို6လပိုင်း73ရက်နေ့မှာပြသသွားမှာဖြစ်ပါတယ်။ Square Game မှာပါဝင်တရုပ်ဆောင်ထားတဲ့နုပညာရှင်တွေတက်ရောက်လာမှာဖြစ်တယ်လို့အခြားနုပညာရှင်တွေကလည်းဖိတ်ထားခဲ့တာပါ။ Square Game က Netflix ရဲ့ဇလန်တွဲဖြစ်တာမို့သူဘက်ကနေနုပညာရှင်တွေကိုဖိတ်ကြားနေတာပါ။ ဒီလိုပွဲမျိုးကိုမြန်မာနိုင်ငံကအမှုပညာရှင်တွေအနေနဲ့တက်ရောက်ရတယ်ဆိုတာရှာရှာပါပါပါကြပါမယ်ပန်းအောင်ခြေကတော့ true ကြကြအနေနဲ့တယောက်ခွင့်ရှာလာခဲ့ပါရီ Netflix ဘက်ကနေမြန်မာနိုင်ငံကအမှုပညာရှင်တွေများကြီးတဲ့ကမှပန်းအောင်ခြေကိုဖိတ်ကြားခဲ့တာပါ 6လပိုင်း73ရက်နေ့မှာရုပ်ရှင်မိတ်ဆက်ပွဲကကျင်းပဖြစ်တာမို့တရားဖို့ဖိတ်ကြားခဲ့တာပါ။အားလုံးထဲမှာတရားအနေနဲ့ဖိတ်ကြားခံရတဲ့အတွက်ပန်းအောင်ချေကလည်းတကယ့်ကိုဝမ်းသာနေကြတာဖြစ်ပါရည်။ဒီမအနေနဲ့မြန်မာနိုင်ငံကအမှုပညာရှင်တယောက်တွင်နဲ့စားစာအရာပြင်ဆင်ကသွားမှာဖြစ်ပါရည်။ပွဲက16ရက်နေ့မှာဖြစ်တဲ့အတွက်သူမမှာပြင်ဆင်ခြင်းတွေလည်းအများကြီးကိုမှရရှိနေရပါ။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်းပန်းအောင်ချေဟာပြည်ပနိုင်ငံကရုပ်ရှင်ပွဲတော်ကိုတယောက်ခွင့်ရခဲ့ပါရည်။ နိုင်ငံတကာကနမဲကြီးနုပညာရှင်တချို့နဲ့တူပွဲတက်ခွင့်ရခဲ့တာပါအဆိုပါပွဲမှာပန်းရောင်ချေကမြန်မာဆန်ဆန်ဝစ်စုံလေးကိုဝစ်စင်ကတက်ရောက်ခဲ့ပါရီမြန်မာမျိုးသမီးတယောက်ရဲ့လာပါကိုချပြခဲ့တဲ့တွေ့အားလုံးကအားရနေကြတာဖြစ်ပါရီဒါကြောင့်မလို့စကော့ဂိမ်းပွဲမှာ ပန်းရောင်ခြေကမြန်မာဝတ်စုံကိုသာဝတ်သွားဖို့လားလာရှိနေရပါပန်းရောင်ခြေကနိုင်ငံသားမှကြောင်းတက်ခဲ့တာဖြစ်ပြီးအင်္ဂလိပ်စာကိုကျမ်းကျင်စွာပြောတတ်တဲ့အတွက်အခုလိုခွင့်ရမျိုးစုံကိုရရှိနေတာဖြစ်ပါတယ်ပန်းရောင်ခြေကတချင်းဆိုရင်လေမြန်မာတချင်းတွေသားမကအင်္ဂလိပ်တချင်းတွေကိုပါကိုယ်တိုင်ရှိကသိဆိုလေးရှိပါတယ်ဒါကြောင့်မလို့လေပြည်ပနိုင်ငံနဲ့ရှင်းမောင်းတန်းနိုင်တဲ့အရေးချင်းတွေရှိလို့နေတာဖြစ်ပါတယ်မြန်မာနိုင်ငံကအနုပညာရှင်တွေအနေနဲ့နိုင်ငံတကာအနုပညာလောကကိုတွန်းဝင်နိုင်ဖို့ဆိုတာတကယ့်ကိုခက်ခဲပါတယ် အနုပညာစင်တန်းကျန်လေကွာချားတာမလို့တိုးဝင်ဖို့ခက်ခဲနေကြတာပါဒါပေမဲ့ပြီးခဲ့တဲ့2019ဝင်းကျင်မှာတော့ထိုင်းနိုင်ငံကဒိုက်တာတွေနဲ့ပူးပေါင်းကအမိုက်ဆောင်ဇာကားတွေကိုဖန်တီးခဲ့ပါသေးတယ်။တကယ်လည်းပဲရှေးသေးပြည့်မီတဲ့ရုပ်ရှင်ဇာကားကြီးတွေကိုပြသနိုင်ခဲ့သလိုနိုင်ငံတကာရုပ်ရှင်ပွဲတွေမှာစကားတင်ဝင်ခဲ့ပါရီ ဒါပေမဲ့ခုလက်ရှိအနေထားမှာတော့နိုင်ငံခြားဂျိုက်တာတွေနဲ့လည်းမရိုက်ဖြစ်တော့သလိုပြည်ပမှာပြတာဖို့လည်းတိတ်ပြီးတော့မစွမ်းဆောင်နိုင်သေးပြမအူပန်ရောင်ချေကသာပြည်ပကပွဲတွေမှာဖိတ်ခေါ်ခင်ရဖို့စူးစမ်းနေတာဖြစ်သလိုလက်တလုံးမှာဇက်တိုက်ဆိုသလိုပွဲတက်နေရတာဖြစ်ပါရည်မြန်မာနိုင်ငံကဘယ်နုပညာရှင်မှဖိတ်ကြားမခံရတဲ့ Squad Game မိဆက်ပွဲကိုတရားခွင့်ရခဲ့တဲ့ပန်ရောင်ချေပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်အဆုံးထိကြိုးစားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်